အားလုံးပဲမင်္ဂလာပါရှင်။မြန်မာတရင်ကြနေရေးဇွန်လ16ရက်နေ့ရေဒီယိုစီစဉ်ကိုတက်ဆက်ပေတော့မှာဖြစ်ပါတယ်။ရမုံစုချေရွာအတွင်ဝေရောက်နေထိုင်နေတဲ့စစ်ကောင်စီတပ်သားတွေဟာအချိန်ရှိလာလို့ရှိလာပေမဲ့ရွာအတွင်အနေပြန်လည်ထွက်ခွာသွားတာမရှိသေးတဲ့အပြင်ကတုတ်ကျင်းတွေပါအခိုင်အမာပြုလုပ်လာကြတယ်လို့ဒေတာခန့်တွေကပြောပါတယ်။တောတောင်တွေထဲအခက်အခဲတွေကြောင့်ဝရဆုပြည်သူတွေနေရပြန်နေကြပါပြီ။ အာနာသိန်းကာလာလေးနှစ်ကျော်အတွင်းအာနာသိန်းစစ်ကောင်စီရဲ့စစ်ကြောရေးမှာတပြက်ခံရသူ169ယောက်ရှိရလို့ Spring Revolution Database သူတည်တနာဖွဲ့စီရနေတရားပါတယ်။စားတဲ့ဒီလိုမျိုးသိဆက်ပြရမှာပါကျမတို့အစီအစဉ်သက်သက်တူမိုင်းနေဖြစ်ပါတယ်။ ။ဒီကျွန်တော်မိဆုံလောင်လမုံစုပ်ကျေးရွာအတွင်ဝေရောက်နေထိုင်နေတဲ့စေကောင်းစီတသားတွေဟာအချိန်၈လလောက်ရှိလာပေမဲ့ရွာအတွင်းကနေပြန်လည်ထွက်ခွာသွားတာမရှိသေးတဲ့အပြင်ကတုတ်ကျင်းတွေပါအခိုင်အမာပြုလုပ်လာကြတယ်လို့ဒေတာခန်တွေကပြောပါရယ်။စောဆိုင်ကတင်ဆက်ပေးမှာပါ။ပြီးခဲ့တဲ့2024ခုနှစ်အောက်တိုဘာလစံပိုင်းကနေစပြီးစကောင်စီတတိုင်းအားဆယ်ဦးဝင်းကျင်တော့လမုံစုပ်ချေရောလမ်းမပေါ်ကလူမရှိတဲ့နေမှာဝင်ရောက်နေထိုင်လာကြရကနေလက်ရှိအချိန်မှာတော့အင်အားရာခဏန်းလောက်ရှိနိုင်ပြီလို့ပြောဆိုနေကြပါဗျ။ ဒါအပြင်လက်ရှိမှာတော့တောင်ရသွားတဲ့လမ်ဘက်ကဒေတာခန့်အချို့ရဲ့တောင်ရခြံဝင်းတွေမှာကတုတ်ချင်းတွေအခိုင်အမာပြုလုပ်လာကြရလို့ဒမုံစုပ်ဒေတာခန့်တွေနဲ့နှိစပ်သူပြည်သူတို့ကပြောပါတယ်အထက်ပါတပ်သားတွေဟာရွာအတွင်းစတင်ဝင်ရောက်ချိန်တုန်းကလည်းတောင်ရသွားတဲ့လမ်ဘက်မှာတဲအိမ်ဆောက်ပြီးနေထိုင်ကြသလိုလမ်းပေါ်ကလူမရှိတဲ့နေအိမ်မှာပါစစ်သား3-4ယောက်နေထိုင်ပြီးလမ်းသွားလမ်းလာကားတွေနဲ့ဆိုင်ကယ်သမားတချို့ကိုတားဆီးမေးမြန်းတာတွေပါလှုပ်ဆောင်ခဲ့ပါတယ် အခုအချိန်ထိလည်းရွာတွင်ဂိတ်တစ်ခုပြုလုပ်ထားပြီးအဲ့ဒီဂိတ်တွေကနေဖြတ်တန်းသွားလာတဲ့ကာသမားတွေကိုငွေကြေးကောက်ခံမှုတွေရှိနေဆဲဖြစ်တယ်လို့ဆိုပါတယ်။ရွာတွင်ဝင်ရောက်နေထိုင်နေတဲ့စစ်ကောင်စီတပ်သားတွေဟာဒေသခံပြည်သူတွေကိုတားဆီးမေးမြန်းတာမျိုးမရှိဘဲပြည်သူတွေပုံမှန်အတိုင်းသွားလာလို့ရှာနေကြလို့လည်းထပ်မံသိရှိရပါတယ်။ လမုံဇုပ်ချေဝါမာတမကမချင်နာမျိုးရဲ့မြောက်ဘက်28မိုင်အကွာမြစ်ဆုံဒေတာအနီးကတန်ဖဲရွာမှာရှိတဲ့စစ်ကောင်စီတပ်စခန်းဘက်လက်ဇန်နဝါရီလကုန်ပိုင်းနောက်ကနေစပြီးစစ်ကောင်စီတပ်သားအင်အားဖြည့်တင်တာတွေရှိရလို့သိရတာပါစက်တင်ဘာလကုန်ပိုင်းလောက်ကနေစပြီးသူတို့လက်လွတ်လပ်ရတဲ့မြစ်ချနာပူတာကိုလမ်းပိုင်းကတပ်စခန်းတွေကိုပြန်လည်တင်ပိုင်မယ်လို့တည်င်းထွက်ပေါ်ပြီးနောက်မြစ်ချနာမြစ်ဆုံလမ်းပေါ်မှာစစ်ကောင်စီတပ်သားတွေစစ်ရေးလှုပ်ရှားမှုများလာတယ်လို့လည်းသိရပါဗျ။ မုံစုပ်ကျေဝဟာအလမ်ကျေဝအောက်စုအတွင်လူရေ4600ကျော်နေထိုင်ပါတယ်ပီတူလူသူအနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့သတင်းအကြောင်းအရာတွေကိုပေးပို့ချင်နေဆိုရင်တော့မြစ်နာသတင်းချန်နယ်ရဲ့ Messenger အနေဖြစ်စေဖုန်းနံပါတ်3996 333သင်္နေတစ်ကိုဖြစ်စေဆက်သွယ်ပေးပို့နိုင်ပါတယ်တောတောင်တွေချဲခက်ခဲတွေကြောင့်ဝါရဆုပီတူတွေနေရပြန်နေကြပါပြီထရေးဆာကတင်ဆက်ပေးပါပါ တောတောင်တွေချဲကာလာရှဲချွပြဲတင်းဆောင်နေရတဲ့ဖကမြူနယ်ဝါရဇုကျေးရွာကဒေသခံပြည်သူတွေဟာမိုးရသည့်အချိန်တောတောင်တွေချဲဆက်လက်နေထိုင်ဖို့အခက်အခဲဖြစ်လာတာကြောင့်ပြည်သူအချို့ကတော့မေလ18ရက်နေ့ကနေစပြီးနေရပြန်လာနေကြပြီလို့သိရပါတယ် ထပ်ပြေးတင်းချောင်နေတာနလနီပါကြာမြင့်လာတဲ့နောက်ပိုင်းစီရဲအခြေအနေရင်သက်နေတဲ့ကာလအတွင်းအင်ချေ30လောက်ဟာနေရပြန်လာနေထိုင်နေပြီဖြစ်ပေမဲ့လုံချုံရဲအတွက်စိုးရိမ်နေရသေးတော့ကြောင်းသက်ဆိုင်ရာတွေကိုလုံချုံရဲနဲ့ပတ်သက်ပြီးကူညီပေးဖို့တောင်းဆိုလိုတယ်လို့ဝါရစုဒေတာခန်းနဲ့နှိဆက်သူတို့ကမြစ်နာတဲ့တင်းချောင်နေကိုပြောပါတယ်စီရဲအခြေအနေတွေကြောင်းမတ်လဆန်ပိုင်းကလေးကထပ်ပြေးတင်းချောင်လာတဲ့ဝါရစုဂျေးရွာဒေတာခန်းပြည်သူတွေဟာကာလကြာလာတာနဲ့အများစာရေးတောက်ရေးအတွက်စိုးရိမ်လာရတဲ့အပြင် တောက်တုံးကြီးကိုလည်းတတ်နိုင်တဲ့နေနဲ့သုံးစိနေရတဲ့အခြေအနေတွေပေါ့ လူရတောင်ကျော်ရှိတဲ့ဝါရစုကျေးရွာကဒေသခံပြည်သူတွေဟာတောတောင်တွေချေနေရခွဲပြီးနေရတဲ့အပြင်မိုးရင်းကာလအတွင်းတောတောင်တွေချေနေပြီးကြောဖြတ်ဖို့မလွယ်ကူတဲ့အတွက်ဒေသခံပြည်သူအချို့ဟာအရေးစွန်ပြီးနေရပြန်လာနေကြတာလို့ထပ်မံသိရှိရပါတယ်။တဖက်မှာလည်းဒေသခံပြည်သူတွေတနိုင်တပိုင်မွေးမြူချတဲ့ဂျိန်နွားတွေအမြင်မတိယောဂါတမျိုးကိုဆက်ပြန်ပွားနေပြီးဒေဆုံးမှုများလာတာကြောင့်နေရပြန်ပြီးစေကူတာဘေးလူတွေပါရှိနေပြန်တယ်လို့သိရပါတယ်။ ကလေးတွေရဲ့ပညာရေး၊ကျန်းမာရေးနဲ့နေထိုင်စားသောက်မှုတွေကအစရေရှည်ရေရှည်မှာအခက်ကြုံလာနိုင်တာကြောင့်သက်ဆိုင်ရာတွေကလည်းအလေးပဲစဉ်းစားပေးဖို့လိုလားနေကြတယ်လို့ပြောပါတယ်။ပြီးခဲ့တဲ့ February 16ရက်နေ့မွန်လယ်3နာရီဝန်းကျင်မှာဝါရစုကျေးရွာအတွင်းတိုက်ပွဲဖြစ်ပွားတာမရှိဘဲစစ်ကောင်စီတပ်ကနေ Jet Fighter တစ်စင်းနဲ့ပုံကျဲတိုက်ခိုက်တာကြောင့်အသက်28နှစ်အရွယ်ကိုလပြပရမိုင်းစုတို့ထိမှန်တေဆုံးခဲ့ရပြီးနေအိမ်တလုံးမီးလောင်သွားတဲ့အပြင်နေအိမ်နှလုံးကတော့အထိခက်ဖြစ်စီသွားတဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။ င်းအဲ့ဒီလိုလေရင်နဲ့ဘုံကျဲတက်ခိုက်တာတွေရှိလာတာကြောင့်ဒေသခံပြည်သူအများစုဟာစိုးရင်ပြီးမတ်လဆန်လောက်ကနေတပြေသိမ်းဆောင်တာတွေပြုလုပ်လာကြတာဖြစ်ပါတယ်။အနာသိန်းကာလာလေးနေချောအတွင်းစစ်ကောင်စီရဲ့စစ်ကြောရေးမှာတပြက်ခံရသူ169ယောက်ထိရှိတယ်လို့ Spring Revolution Database သူတေသနာအဖွဲ့အစည်းကနေသိရပါဗျ။ စစ်ကြောရေးမှာတပြက်ခံရတဲ့169ယောက်ထဲမှာရတပိသူ140ယောက်နဲ့ဒေါ်လာရင်းအားစုတွေက29ယောက်တို့ဖြစ်ပြီးတော့ရန်ကုန်တိုင်းထက်က29ယောက်နဲ့အများဆုံးတပြက်ခံနိုင်ရတယ်လို့နေပြည်တော်နဲ့ဒိုင်းနယ်ပြည်နယ်14ခုလုံးမှာတပြက်ခံရသူတွေရှိနေရလေဖြစ်ပါတယ်ကြဘင်အချမ်းတော်နဲ့ရဲနဲ့ခံရပြီးတိတ်ဆုံသူ22ယောက်အချမ်းတော်နဲ့တိတ်ဆုံသူ48ယောက်နဲ့အချမ်းတော်ပြင်ပကိုခေါ်ထုတ်ပြီးပြန်တပြက်ခံရသူ26ယောက်စုစုပေါင်း95ယောက်ရှိရလို့ SRD ကဒီကနေ့မှထုတ်ပြန်ထားတာပါ အချင်းနောက်နေရာနေပြင်ပကိုခေါ်ချုပ်ပြီးတပြက်ခံထားရတဲ့အတူတွေထဲမန္တလေးတိုင်းမကွေနဲ့ကချင်ပြည်နယ်ကအများဆုံးတပြက်ခံထားရတယ်လို့ SRD ကနေသိရပါဗျ။2022ခုနှစ်အာနာသိမ့်ပြီးရဲ့နောက်စစ်ကောင်စီဟာအရသာပြည်သူတွေကိုမတရားဖန်စီရာတွေနှိပ်စက်တပ်ဖြတ်တာတွေကိုလှုံ့ဆော်နေစေလို့ဖြစ်ပါရယ်။ အနာသိမ့်ပြီးရဲ့နောက်2025ခုနှစ်ဇွန်လ18ရက်နေ့အထိပြည်သူ2995ဦးကိုစစ်ကောင်စီကမတရားဖမ်းဆီးခဲ့ပြီးအဲ့ဒီထဲက2142ယောက်ဟာဖမ်းဆီးထိန်းသိမ်းခံရဆဲဖြစ်တယ်လို့ EPP စီရင်တွေအရာသိရပါတယ်။တချိန်ဒီမှာပဲပြည်သူ6809ယောက်ကိုလည်းစစ်ကောင်စီကတပြတ်ထားတာဖြစ်ပါတယ်။စတဲ့ကာလာရီမှာကိုယ့်ရဲ့စိတ်ကြမ်းမာရေးကိုကြိုးစားနိုင်မယ်ဆက်ကဲနီလန်းလေးတွေကိုဝေမျှပေးလိုက်ပါရစေ။ လက်တလောကျမတို့ကြုံတွေ့နေရတဲ့ငလင်လောက်ခတ်မှုဖြစ်ရဆိုကြောင်းနိုင်ငံတော်ဝန်မှာထိခိုက်နှံ့မှုများစွာကြုံတွေ့နေရပါတယ်။အဲ့ဒီထဲမှာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကလက်ရှိကာလမှာတည်းမက နောက်ဆက်တွဲတည်ရောက်မှုများစွာရှိနိုင်တာကြောင့်ကျမတို့ရဲ့စိတ်ကြမ်းမာရေးအတွက်အလွယ်တကူခရုစိုက်နိုင်မဲ့နည်းလမ်းလေးတွေကိုဝေမျှပေးသွားမှာဖြစ်ပါတယ်။ဒီကာလမှာအတိအကျကြုံရလေးရှိတာကစိုးရိမ်တော့ကတွေဖြစ်ပါတယ်။ငလင်ဖြစ်ပွားတော့ကကြုံလိုက်ရတဲ့စိတ်အခြေအနေတွေ ဆိုရှယ်မီဒီယာကသတင်းတွေကြောင့်ပူပန်မှုတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်ဒီစိုးရိမ်မှုတွေလျှော့ကြအောင်နဲ့စိတ်လုံခြုံတဲ့ခန်းစားချက်လေးတွေရအောင်ပေါ်ပြပါအချက်လေးတွေလုပ်ကြည့်လို့ရပါတယ်။တင်းမိမိရဲ့ခန်းစားချက်တွေအတွေ့အကြုံကိုကိုယုံကြည်ရတဲ့မိသားစုအငယ်ချင်းမိတ်ဆွေတွေကိုရင်ဖွင့်ပြောဆိုတာကိုယ့်ရဲ့ခန်းစားချက်လေးတွေကိုမဝေဖန်ပဲအတိအမှတ်ပြုပေးတာမျိုးကအများကြီးအထောက်ပံ့ပြုပါတယ်။နေလက်ရှိဖြစ်စုံပံကိုအာယုံဆိုင်ပြီးစိတ်ကိုပြန်လည်တည်ငြိမ်လာအောင် အသက်ကိုပြင်းပြင်းရှူသွင်းရှူထုတ်လုပ်တာ ကိုယ့်ရဲ့ပတ်ဝန်းကျင်ကအတန်းအနက်အထီးအတွေ့မြင်ကွင်းတွေကိုဂီယူဒီဇိုင်းအာယုံခံကြည့်တာမျိုးတွေလုပ်လို့ရပါတယ်၃မိမိကိုစိတ်သက်သာရရစေမဲ့တည်ငြိမ်စေမဲ့အရာလေးတွေလုပ်တာဥပမာညင်ညောင်းတဲ့တန်ဆန်လေးတွေနားထောင်တာအကြည်ဆွဲတာအယောင်ချဲတာအိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ဆော့ကစားတာမျိုးတွေပြုလုပ်လို့ရပါတယ် ရုပ်ပိုင်းဆိုင်ရာဓမ္မရေးနဲ့စိတ်ပိုင်းဆိုင်ရာဓမ္မရေးကဆက်ဆက်နေတာဖြစ်လို့ခန္ဓာကိုယ်လိုအပ်ချက်လေးတွေကိုခရူးဆိုင်ပေးဖို့လိုအပ်ပါတယ်။လေးအိတ်ဆက်ခြင်းဟာကျမတို့ရဲ့ကိုယ်ရောစိတ်ကိုပါအကောင်းဆုံးသောအနာပေးတဲ့နည်းလမ်းဖြစ်တာကြောင့်အိတ်ချိန်ပြပြဝဝဖြစ်အောင်အိတ်ဆက်အနာယူဖို့အိတ်ချိန်ပုံမှန်လေးတွေထားရှိဖို့တိုက်တွန်းချင်ပါတယ်။ငါဒီအချိန်မှာစားချင်တောက်ချင်စိတ်တွေညှောနေနေနိုင်ပြီမယ်။ရေတက်ပြေဝအောင်အာဟာရပြေဝအောင်စားတောက်ဖို့လိုအပ်ပါတယ်။၆ ကိုလတ်လှောက်ရှာမှုဟာစိတ်ရောကိုယ်ပါအထောက်ပံ့ဖြစ်စေတာမို့မိမိတို့အတွက်အဆင်ပြေတဲ့လေ့ကျင့်ခန်းတွေပြုလုပ်တာ အကျောလျှော့ပေးတာမျိုးတွေပြုလုပ်ပေးလို့ရပါတယ်။ငလင်ဖြစ်ပွားပြီးနောက်ပိုင်းမှာကိုလုံးနေကြနေစဉ်လုပ်ငန်းဆောင်တာတွေကိုမလုပ်ဖြစ်တာမျိုးတွေရှိတတ်ပါတယ်။ဒီအခါမှာအတွေးတွေများလာပြီးစိတ်မသက်သာတာတွေရှိတတ်တာကြောင့်ကိုယ့်ရဲ့ routine တွေလည်းလေပတ်ဖို့စူးစမ်းကြည့်စီချင်ပါတယ်။ခုနေ ဆိုရှယ်မီဒီယာကသတင်းအချက်အလက်တွေရဖို့အရေးကြီးတယ်လို့ဆိုရှယ်မီဒီယာကသတင်းအမှားတွေပုံရိပ်တွေက ကိုယ့်ကိုစိုးရိမ်ပူပန်တာတွေဖြစ်စေနိုင်တာကြောင့်အချိန်ကတ်သက်ပြီးအသုံးပြုတာကပိုပြီးအကျိုးရှိပါတယ်။ရှင်းကိုဝါသနာပါတဲ့အရာတွေကိုယ့်ကိုစိတ်ပျော်ရွှင်စေမယ့်အရာတွေဥပမာတချင်နာထောင်တာစာဖတ်တာပုံဆွဲတာမျိုးလေးတွေလှူဆောင်လို့ရပါတယ်။ကို ို့ရဲ့တငယ်ချင်းမိတ်ဆွေတွေနဲ့အဆက်အသွယ်မပြတ်ရှိတာအချင်းချင်းကူညီထောက်ပံ့တာကိုတက်နိုင်တဲ့အပိုင်းတွေမှာ volunteer စေတနာဝန်ထမ်းတွေအနေနဲ့ပါဝင်တာမျိုးတွေကစိတ်ကျမ်းမာဖို့အထောက်အကူပြုပါတယ်။ဒီဖြစ်ရဆိုကြီးဟာကျမတို့ရဲ့စိတ်ကျမ်းမာရေးကိုတက်ရောက်ပြီးအကျိုးဆက်အနေနဲ့လည်းစိတ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်လာနိုင်တာကြောင့်ကြိုတင်ကာကွယ်တာမျိုးတွေပြုလုပ်လို့ရပါတယ်။အစဲ စိတ်ဖိစီးမှုတွေဖြစ်လာတဲ့အခါ unhealthy coping မမှန်ကန်တဲ့ဖြေရှင်းနည်းတွေအသုံးပြုတာမျိုးရှောင်ကျဉ်သင့်ပါတယ်။ဥပမာအရက်အလွန်ကျွံတောက်တာ၊မူရစေဝါသုံးဆွဲတာ၊ကိုယ့်ရဲ့ခံစားချက်တွေကိုတခြားသူပေါ်ပုံချမိတာမျိုးတွေရှောင်သင့်ပါတယ်။ဆက်တဲ့ Orion ဆိုင်နိုင်ဖို့ခက်ခဲလာပြီးမိမိအတွက်လိုအပ်လာပြီးဆိုရင်စိတ်ပိုင်းဆိုင်ရာအရာအကူအညီတွေရယူတာ၊ counseling ယူတာ emotional support session နဲ့ workshop တွေပါဝင်တာဆရာဝန်တွေနဲ့ပြသတာမျိုးတွေပြုလုပ်သင့်ပါတယ်။ ဆက်နှစ်ဒီကာလမှာကိုမလုတ်ပေးနိုင်တဲ့မကူညီပေးနိုင်တဲ့အရာတွေကလည်းအများကြီးရှိနိုင်တာမို့ဖြစ်နိုင်ရင် ကိုလုတ်နိုင်တက်နိုင်တဲ့အရာတွေပေါ်မှာပိုအာယုံဆိုင်ပြီးကူညီထောက်ပံ့တာမျိုးကကိုယ့်ရဲ့စိတ်ကြမ်းမာရေးအတွက်ကောင်းမွန်စေနိုင်ပါတယ်ကျနော်တရင်ချန်နေရေဒီယိုအစီအစဉ်ကိုအပတ်စဉ်တင်လာနေရနေတောက်ကြနေအထီး ည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ကချင်ပြည်နယ်တွင်းအားနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းဥကျနာသတင်းချန်နယ် app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလဲစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။